ိုင်းဒီဗီဒီယိုဖိုင်လို့ပို့တော့ကျွန်တော်တော်တော်လေးကိုခက်ခက်ခဲဆုံးဖြတ်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုဖိုင် risk များတယ်ဗျာ။ကျွန်တော်ဆဲကြမယ်ကောင်းလေရောကျွန်တော်တို့အန္တရာယ်လည်းရှိတယ်။ဒါပေမဲ့မလုပ်ရင်လည်းဒီအတိုင်းပဲဘာသာရေးကျင်းတွေကိုအုံနောက်ထဲမှာဖုံးလွှမ်းသွားမှလည်းကြောက်တယ်။အဲကျွန်တော်ပထမတစ်ခေါက်ပြောခဲ့တဲ့ဗီဒီယိုဖိုင်မှာတော့မှကျွန်တော်ကိုအာအဲဗုဒ္ဓဘာသာဆိုပြီးတော့အရင်ချင်းချင်းနဲ့ပုံပုံလေးပြောခဲ့တာလေးရှိတယ်။ဒါမှမဟုတ်ကောင်းတဲ့ comment ကတော့များပါတယ်။ နောက်ပြတ်နှံ့သွားတာလည်းများတဲ့ခါကျတော့ကျွန်တော်ဒီလိုမျိုးဟိုဗီဒီယိုဖိုင်မျိုးထပ်မလုပ်တော့ဘူးလို့ကျွန်တော်တွေးလာတာဒါပေမဲ့အခုကမနေနိုင်ဘူးညာအခုမြင်နေရတဲ့ဟာဘုလို့ကျွန်တော်ပြောစင်ပြောထားတယ်ကျွန်တော်ပြောပါမယ်ဒီတော့ကျွန်တော်တို့ risk များပါတယ်စေးတဲ့လူတွေကလည်းကျွန်တော်တခုပဲတောင်းပန်နေတာကဖြည်းဖြည်းလေးတန်းစီပြီးဆေးကြပါနော်လောလောလတ်ဆေးပါ comment ပေါက်ဖွင့်လာပါတယ် okay ကျွန်တော်စလိုက်အောင်အဲကျွန်တော်တွေ့ပါတယ်အဲမိုင်းဖုန်းဆရာတော်ကြီးကျွန်တော်တို့ မြန်မာနိုင်ငံအခုကျွန်တော်ကျောင်းဒီမြန်မာနိုင်ငံလက်ဒီရတဲ့ကိုရောက်လာတယ်ရောက်လာပြီးတော့တရားဟောတယ်ဘေးနားမှာဗမာလိုဟောတာကိုဗမာလိုဘာသာပြန်ပြီးမှတယောက်လည်းတွေ့ပါတယ်အဲ့ဒီမှာဟောပါတယ်မိုင်3000လောက်ရှည်လျားတဲ့ငကားကြီးနှိုးချွာလာနှိုးချွာလာတဲ့အခါကျတော့ဒီလိုမျိုးတွေဖြစ်ပြီးတော့အာအခုတို့ကန်ရှိတဲ့လူတွေပျက်စီးကြတာပြောရလိုက်တာဗျာတိတ်ပံတိတ်ပံဒီကြမြင်စေချင်တယ်ဗျာကီလိုမီတာ1000ရရှိတဲ့စကိုင်းပြည့်ပြည့်ကျော်ဆိုတာကပတ်စီရင်ဝင်မှာ ဒီကနေပြီးတော့ငလင်လှုပ်တဲ့ကိစ္စဗျ။တေွားတဲ့လူတွေကပဲမသိရင်အာကုသူများလို့သိွားတယ်လို့။ခမရတို့ရာဒီလောက်အစ်မပြေပြင့်နေတဲ့အချိန်မှာဒီလိုစကားမျိုးတွေဒီလိုတရားမျိုးတွေလဟောလာ။ Okay ရတယ်ဟော။ Okay မင်းအဲ့တော့မိုင်းမုံစီရတို့ကြီးဟောတယ်မင်းကဘာပြောချင်လဲဆိုတော့ကျွန်တော်မှမှရရကျွန်တော်ပြောပြမယ်။ဟုတ်တယ်ကျွန်တော်လည်းပြောစရာရှိတယ်။ခမရမှတ်မိလား2018ခုနှစ်။ဇူလိုင်23ရက်နေ့။ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာ ဘောလုံးသမားကလင်းငယ်လေးတွေ12ရောင်နဲ့နီးပြတစ်ယောက်73ရောင်လှိုင်ကူတဲ့ဟိုကောမိုးတွေကြီးပါရေတွေကြီးပြီးတော့ပြန်ထွက်လို့မရအောင်လှိုင်ကူထဲမှာကိုရတတိပိန်မိနေတယ်စူလိုင်လာမှာမှသူတို့သတင်းရတယ်ရတဲ့ခါကျတော့နိုင်ငံတကာကကေဆေကြီးအဖွဲ့ဝင်နေနဲ့သူတို့ကေဆေရတယ်ကေဆေရတဲ့ခါကျတော့ကျွန်တော်ဒီနေ့ဒီမှတ်မိသေးပါတယ်ကေဆေတဲ့လူ2ယောက်အဓိက2ယောက်က Navy တွေဒီဟိုနေ့နေမဟုတ်ပဲနဲ့တွန့်ချစ်ပညာရှင်2ယောက်လှိုင်ကူတွေထဲမှာရေတွေငုတ်ပြီးတော့သူတို့ရဲ့တချို့ တို့နှစ်ယောက်ကတချို့ဒီရေငုပ်တဲ့ပစ္စည်းအဆန်းတွေကစတီဆောင်လာတဲ့နှစ်ယောက်ပေါ့နော် Rick and John လို့ခေါ်တယ် John and Rick ပေါ့ဗျာနာဟိုစကားပြောလို့ခေါ်အောင်ပြောရင်အဲ John ကတော့ကျွန်တော်မှတ်မှတ်ရသော်သူဆို Jonathan Lamb တိဘူးအာကျွန်တော်တို့ John Jonathan Lamb တိသူနာမည်လေးဗြိတိန်နိုင်ငံသားပါအာဒီ Richard Satan နဲ့ John နဲ့ပေါ့နော် Rick and John မှတ်လိုက်ပါဗျာတူတူတူတို့နှစ်ယောက်ကေစေခဲ့တယ်ကေစေခဲ့တာမှသူတို့အဲ့သူတို့အသက်ရှင်ရရှိနေတဲ့နေရာကို တူတူရောက်အောင်ခက်ခက်ခဲနဲ့သွားခဲ့တယ်။ဟိုရောက်တဲ့အခါကျတော့အတူချုပ်ပြောရင်ခလေးငယ်တွေကိုဒီတိုင်းထွက်ရင်ရုံရင်းဆန်ကန်တဲ့ဒီအောက်ဆီဂျင်ပိုက်တွေပြုတ်မှချလို့မိစေပြေးပြီးတော့ဒီလိုအလုံးပိတ်အောက်ဆီဂျင်ထစ်ထားတဲ့အလုံးပိတ်အိတ်တွေနဲ့သူတို့ခက်ခက်ခဲခဲနဲ့လူ73ယောက်ကိုဆွဲထုတ်ခဲ့ရတယ်။ဟုတ်ပြီ။အဲ့ဒါနဲ့ဘာဆိုင်လဲဆိုတော့ကျွန်တော်စားပြီ။အဲ့ဒီအချိန်မှာအဲ့လို marketing အချိန်မှာကျွန်တော်တို့အမှထိုင်းနိုင်ငံကိုမိုင်းပုံးဆရာတော်ကြီးကြွားလာ။ကြွားလာပြီးတော့ဒီကလေးတွေအခက်ခဲပြောရင်သူကပြောသွားဒီကလေးတွေအားလုံးအသက်ချမ်းသာရရောက်မှာပါဆိုတဲ့စကားပြောသွား။ အဲ့ဒီအချိန်မှာမှတ်ပါတယ်ကျေးဇူးတင်ပါတယ် तू အမြင်မှန်ရ तू မြင်လည်းမြင်နေရမှာပေါ့နော်ဟုတ်ပြီထားလိုက်ပါအဲ့ဒီအချိန်မှာဟာကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်များများကအဲ့ဒီသွားပြီးကဲစရက်ခက်ခဲရေမသိတော့မိုင်းမုံဆရာတော်ကြီးပြောရဲအထွက်လာတဲ့ခါလည်းအခါကျတော့တွက်လာမိုင်းမုံဆရာတော်ကြီးပြောလို့မိုင်းမုံဆရာတော်ကြီးမြစ်တာတွေပို့ပြီးလူဒီလူတွေအသက်ရှင်ရထွက်လာတကယ်တကယ်ကြတော့အဲ့ဒီမှာစ조사ပြီးခဲ့တဲ့နိုင်ငံတကာကပညာရှင်တွေထိုင်းနိုင်ငံကကုညီကဲစရေးလို့သမားတွေအဓိကကဲစရေးခဲ့တဲ့ John and Rick နဲ့သူတို့ရဲ့စွမ်းဆောင်မှုတွေကစောက်တုံးမကြဖြစ်ပါလားကျွန်တော်မြန်မာလူမျိုးတွေကြားရမှာမိုင်ဖုတ်ဆရာတော်ကြီးမေတ္တာကြောင့်ဒီလူတွေမိုင်ဖုတ်ဆရာကြီးရဲ့စုတောင်းမိမှုကြောင့်ဒီလူတွေအသက်ချမ်းသာရကျွန်တော်တို့စီမှာဖြစ်နေတဲ့စောက်တလွဲဘာသာရေးချင်းအခုဖြစ်လာပြီရိုးလေးပဲကျွန်တော်ပြောတာအခုကျွန်တော်ဒီငလေးလောက်တယ်အခုအဲ့မိုင်ဖုတ်ဆရာတော်ကြီးကြွားတယ်ကျွန်တော်အမြင်ပြောရရင် sorry ကျွန်တော်စကားဖြတ်ဖြတ်ပြော ထိုင်းနိုင်ငံမှာနောက်တစ်ခေါက်ကြွလာတယ်အခုမကြသေးခင်အချင်းကအုံနောက်တည်းငှက်ဖြားပို့ရောက်လို့ထိုင်းမှာလေတရားဟောနေတဲ့စင်ပေါ်မှာဆဆွဲဆဆန့်ဖြစ်တာအဲ့ဒါတွေကိုသူ့ကောဘကတွေကလည်းမသိရင်နှက်တွေကိုခေါ်ပြီးနှက်တွေပဲအဲဝင်ပူးတယ်လို့လို့ဘာလို့လဲဆွဲထုတ်သွားတာအမမတာငှက်ဖြားရောကအုံနောက်တည်းရောက်လို့သူ့ကျမ်းမာရေးချောက်အဲ့ဒီမှာဆေးရုံတော့တက်ပြီးကုသလိုက်ရသေးတယ်အဲ့ဒီတုန်းကပြောလိုက်တာဟာမသိနှက်တွေပဲဟိုနေဖြစ်လို့အဲအဲ့ဒီတုန်းကလည်းစကားထွက်ခဲ့ကြတယ်အခုကျမ်းမာရေးကောင်းပြီးထင်ပါရဲ့သူရောက်လာတယ် ဒီစကားမျိုးပြောတယ်။ Okay ဘုချောမင်းဘုရားဘာသာနေနဲ့မိုက်ဖုန်းဆရာတော့ဘလို့မြင်လဲ။ဟုတ်ကဲ့ကျွန်တော်မြင်တဲ့အမြင်ကျွန်တော်ပြောပြတယ်။ကျွန်တော်မြင်တဲ့အမြင်ရိုးရိုးလေးပဲ။ကျွန်တော်မိုက်ဖုန်းဆရာတော့ယူဘလို့မြင်လဲဆိုတော့ကျွန်တော်စုံကုံကားတဲ့ကျန်းစာတပင်းနဲ့ဆရာတော်လို့ပဲမြင်တယ်။ခမတို့အားလုံးကြည့်ရပါဗျာ။ကျွန်တော်တို့မြန်မာလူမျိုးတွေအားလုံးကြည့်ရပြာစုံကုံလို့ပြောလိုက်ရင်အဲ့ဒီဇလန်တွေကျွန်တော်အားလုံးကြည့်ရတယ်။စုံကုံရဲ့ပါကျဲရဲ့ချန်တန်ဆရာတော်ရဲ့အဆိုင်နဲ့လေဒီနေကအဲအဲ့ဒါရဲ့အဲ့ကျန်းစာတပင်းနဲ့ဆရာတော်အဲ့လိုမြင်တယ် ောက်ဆောင်နေတယ်လေဒုက္ခောက်နေတယ်ကျွန်တော်မသိလို့မလားတကယ်ဘုရားဘာသာလားမဟာယာနလားနောက်တခြားတခြားသောဝိဇ္ဇာဖြစ်ဖို့အတွက်လုံနေကြတဲ့ဟာလားကျွန်တော်တော့ညံမမိပါဘူးဒါပုံမှန်လည်းပြောရင်ဒါပေမဲ့လည်းကျွန်တော်တို့လူမျိုးတွေမှာတော်တော်များများကဒီလိုမျိုးတွေကိုကိုွယ်ကြတယ်ဒီလိုကိုကိုွယ်ကြတဲ့လူတွေတဲမှာလည်းကျွန်တော်တို့ဇီယာဟိုစောက်တုံးမကြတဲ့ဒီမအားရလို့လူနိုင်ငံရေးအကြီးအကဲတွေခရိုနီတွေတော်တော်များများကိုကိုွယ်ကြတယ်ဘုံကြီးရောဘာဖြစ်လို့လဲဆိုတော့ နေရာရလို့လားနေရာရလားအုံတော့မရှိဘူးပညာမတတ်ဘူးအဲ့ဒီကကျတော့သူတို့တည်တာကအဲ့လိုရရချီတဲ့ပုံကြီးတွေဝိစာဖြစ်တဲ့ပုံကြီးတွေကပိုပြီးစွမ်းတယ်လို့ထင်ကြတယ်အမှုပညာသမားတွေမှာပဲချစ်ချစ်ကျမ်းစာနဲ့ကိုယ့်အကိုဗုဒ္ဓဘာသာအယထေရဝါဒစစ်စစ်ရှောက်လန်းနေတဲ့ပုံကြီးတွေကိုမကိုးခွဲပိုထိုးလို့ပဲချမ်းသာတော့မလို့လို့အာဘီရင်တွတ်တက်တဲ့ဆရာတော်တို့ရရချီတက်တဲ့ဆရာတော်တို့ဆိုအဲ့ဒီနားမှာဝိုင်းနေတာကတခါတည်း ီနိုင်ငံတော့အကြီးကဲအုံနာမရှိတဲ့ကောင်းနေခရိုနီတွေပြညာတက်လို့ခရိုနီဖြစ်လာတာမဟုတ်တာတောခုတ်တောင်ခုတ်ဒီအစ်အစိုးရနဲ့ရင်းနေပြီးပြီးတော့ချမ်းသာလာတယ်အဲ့ဒါတွေအားလုံးကိုသူတို့ကာကွယ်နိုင်တယ်သူတို့ပဲရေရေချေပြီးလိုက်အားလုံးပပျောက်သွားအဲ့ဒါမျိုးတွေကိုယ်ပဲမှုကပုံများတယ်ကျွန်တော်ပြောတဲ့စကားအမှန်တော့ကမရတီချက်တွေ့ကြည့်ဒီမှာဟိုနေဖြစ်တဲ့ဟာတွေဟာအဲ့ဒီလက်စွပ်လေးစွပ်ပြီးလိုက်အဲ့လက်စွပ်ကဘလောက်တကူကြီးဘာလို့ကြောက်မှာပါအဆောင်ပြီးလိုက်အဲ့ဒီအဆောင်ကြောင့်သူတို့ကတိုးတက်လာတာ ျွန်တော်မြန်မာလူမျိုးတွေရဲ့စောက်တော်တွေကအဲ့ဒါဗုဒ္ဓဘာသာလို့ခင်ဗျားတို့ပြောကြမယ်အဲ့ဒါထေရဝါဒလားโอเคအခုငလင်ဖြစ်တယ်ရိုးရိုးလေးပဲဗျစကိုင်းပြည့်ပြည့်ကျော်ဆိုတာကီလိုမီတာ1200ရှိတယ်ခင်ဗျားတို့ကြောက်လို့မသိဂျပန်ကလူမျိုးတွေရဲ့ဂျပန်မှာအရင်ငလင်လောက်တယ်အဲ့တော့ဂျပန်လူမျိုးတွေကငလင်နဲ့ပတ်သက်ကအရင်ကိုစိတ်ဝင်စားပြီးတော့သူတို့ရဲ့နီးစပ်ရဲ့ပတ်ဝန်းကျင်တွေကိုသူတို့ကငလင်အင်းလေးလာရေးတွေထွက်တယ်မြန်မာနိုင်ငံဆိုအရင်ထွက်ခဲ့ကြတာအများကြီးတိတက်တက်ဆရာတွေရှိဒီထဲမှာလက်မှတ် အများကြီးလက်စူးစမ်းခဲ့ကြတယ်စကိုင်းဖြည့်ဖြည့်ကျော်ကအကြီးဆုံးကဘာပေါ်မှာနာမည်အကြီးဆုံးလို့လည်းပြောလို့ရတဲ့အနေအထားထဲမှာပါတယ်ကဘာဒီငလင်လှုပ်တဲ့ပြက်လွင့်ကျော်တွေထဲမှာနာမည်စင်းတစ်ခုပါတယ်ပြက်ဖြည့်ကျော်ပြစကိုင်းဖြည့်ဖြည့်ကျော်ဆိုတာငလင်လုံးရင်အားလုံးထိခိုက်မယ်စကိုင်းအခုကစကိုင်းပြက်ဖြည့်ကျော်တက်တဲ့ကိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလိုမျိုးအပြက်စီဆုံးရှုံးမှုများတယ်ကျွန်တော်တို့အခုဖြစ်ပြကြတယ်အဲ့လိုအနေထားမျိုးဖြစ်တယ်အဲ့တော့မသိရင်ခင်ဗျားတို့ဒီဘုရားပါတာကိုပဲစုကလိုက်ရင်ဒီဆရာတော်ကြီးပြောတဲ့တိုင်းတော့အာကုသူများတဲ့ကောင်းနေရရှောတယ်လို့ဖြစ်တယ် ရှော့တဲ့လူတွေကလည်းကြည့်ပါဦးခင်ဗျာချမ်းသာတဲ့လူတွေကြီးပဲကဲကျွန်တော်ဒါတတိုက်ပြောတာမကောက်ပါဘူးကျွန်တော်တကယ်ကိုလေးစားပါတယ်နော်ဟိုကျွန်တော်ဟိုဒါဒီလိုမျိုးပြောလို့ကျွန်တော်ဒီလိုပြန်ပြောရခြင်းဖြစ်ပါတယ်ကျွန်တော်တကယ်ကိုစိတ်မကောက်ပါဘူးနော်တေဆုံးသွားတယ်မြည်သူမှမဆိုပါအဲ့တော့ဗျာကျွန်တော်တို့ဒီဘာသာရေးကိုကိုးကွယ်နေတာတွေအယုံကြည်လွန်တာတွေကဒါဒီလိုမမမကန်လူတွေအထွတ်ခင်ဗျားတို့တွန်းအားတွေအရင်ဖြစ်နေတယ်ဒီပုံကြီးတွေကြည်လိုက်အရင်ချမ်းသာကြွယ်ဝကြတယ်ဒါတွေထိုက်တန်ရင်လားခင်ဗျားတို့ကိုးကွယ်ဖို့စစ်စစ်ချာလေးတော့ဗျာ စီစနေကြကြလုံးတင်ပြီးမြန်မာနိုင်ငံမှာလေတကယ်ကိုထေရဝါဒနဲ့အညီတကယ်ကိုချစ်ညာနေတဲ့ရန်အစစ်တွေတန်ခါအစစ်တွေအများကြီးပါဒီလူတွေကိုကူဝေချပါအရင်ချင်းချင်းသာသာဖြစ်စေခြင်းလို့ချင်းချင်းသာသာဖြစ်ခြင်းလို့ဆိုးရပဲလိုက်ပြီးလုံနေတဲ့ပုံကြီးတွေကိုပယ်ပြီးပါအဆိုးရပြီးတဲ့ဘွေတော်မယူဘဲနဲ့နေနေထိုင်ကြတဲ့ပုံကြီးတွေလည်းအများကြီးပါအဲ့တော့ဗျာရိုးရိုးလေးပဲပြောဘာသာရေးချင်းနေမမိပါစေနဲ့2025ရေးမှာ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုညံပုတ်ပွင့်နေနေလဲဆုံးဖြတ်နိုင်ကြပါစေတိတ်ရှက်ပုတ်ကောင်းလေဗျာကဘာမှာဒီစကားကြီးဒါနိုင်ငံတကာတိထိုင်းပြီးဟာတာလုံးမဲ့ကိစ္စလေးအဲ့ဒါယူအခုဒီမှာ social media မှာပြလူပြန်ပြီးတွေ့နေရတာကျွန်တော်စင်ကောင်းအဲ့ဒါကြောင့်မို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ကျွန်တော်ဒီလိုပြောတာကျွန်တော်တွေ့ risk များတယ်ကျွန်တော်သိတယ်အနေအများတယ်ကျွန်တော်သိဆဲကြမဲ့လူများဒါမှမတက်နိုင်ဘူးဗျာကျွန်တော်မှန်တာကိုမြင်တဲ့အချိန်ပြောတာအဲ့တော့ပါရခင်ဗျားတို့ဆဲခြင်းနဲ့ဆဲလို့ရပါတယ်ကျွန်တော်ကတော့ဘုဒ္ဓဘာသာအစစ်အမှန်ထေရဝါဒဘုဒ္ဓဘာသာ system ဖြစ်ချင်ပါတယ် တန်ခါစစ်စစ်တွေကိုမြင်ချင်ပါတယ်အားလုံးကျေးဇူးတင်